တယ်လီဖုန်းတခြင်းနဲ့နှိပ်စက်ရတာအများလို့နောက်ထပ်တခြင်းတစ်ပုံနဲ့ထပ်နှိပ်စက်အောင်မေးဆိုကြည့်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ဆိုကြည့်ကတော့ဒီနှစ်ပိုင်းမှာတယ်လီဖုန်းတခြင်းနဲ့မြန်မာနိုင်ငံသားတွေကိုနှိပ်စက်ခဲ့တာဖြစ်ပါတယ်တချို့ပရိသတ်တွေကလည်းဆိုကြည့်ရဲ့တယ်လီဖုန်းတခြင်းကိုသဘောကျကြပြီးမြိတ်တချို့ကတော့သဘောမကျကြတာဖြစ်ပါတယ်ဆိုကြည့်ကတော့တယ်လီဖုန်းတခြင်းထုတ်နိုင်ဖို့အတွက်၃နှစ်၃မိုးစူးစမ်းပြီးတော့ထုတ်ခဲ့တာဖြစ်ပေမဲ့ပရိသတ်တွေကလက်မခံကြတာဖြစ်ပါတယ်ဒါပေမဲ့လေဆိုကြည့်ကတော့တခြင်းဆိုရမှာဝါသနာကြီးရာကြောင့် ဘယ်တော့မှလက်မလျှော့မှာဖြစ်ပါ යි ပရိသတ်တွေဝိုင်းအစဲလုံးအကြီးလို့သူ့တချင်းကလူတိများခဲ့တာဖြစ်ပြီးတော့ဘာရီကလပ်တွေမှာဆိုလဲတယ်လီဖုန်းတချင်းကအတောင်းများကြတာဖြစ်ပါ යි ဘသူကြိုက်ကြိုက်မကြိုက်ကြိုက်အစိုးကြီးကတော့သူ့ကို MC ငားပြီဆိုတာနဲ့စင်ပေါ်မှာတယ်လီဖုန်းတချင်းကိုတက်ဆိုတော့တာပဲဖြစ်ပါ යි ဇိုကြီးရဲ့တယ်လီဖုန်းတချင်းကိုဘသူမှမကြိုက်ကြပါပဲသူ့တချင်းအတွက်တော့အများရန်ကုန်ယူနေရဖြစ်ပါ යි သူ့အနေနဲ့လည်းအများကြီးစူးစမ်းခဲ့ပြီးမယ်ထင်သာတော့တိတ်မအောင်မြင်ခဲ့တာဖြစ်ပါ යි ပရိသတ်တွေကလက်ခံမယ်လို့ထင်သာပြီးမယ်လေ အားလုံးကလက်သစ်မခံမဲဆဲဆိုကြခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ဇနကတော့အဖေခေါ်လို့ရတဲ့ဇွဲမလျှော့တဲ့ဆိုကြီးကတော့အစဲခံရတာကိုမမှတ်သေးပဲတခြင်းတွေဆက်ထွက်ဖို့ရှိကြောင်းလည်းအတိပေးလာခဲ့ပါတယ်။သူ့လက်ထဲမှာတခြင်းဝယ်ထားတာတွေလည်းအများကြီးရှိပြီးတော့အတန်သွင်းထားတဲ့တခြင်းတွေလည်းများစွာရှိနေပြီဖြစ်ကြောင်းပြောလာခဲ့ပါတယ်။ တချင်းလေးငါပုတ်လောက်ဆူဆောင်မိနေပြီဖြစ်ကြောင်းလေးဆိုထားပါရင်သူ့အနေနဲ့ MC လောက်ရတာကိုလည်းဝါသနာပါတယ်လို့တချင်းဆိုရတာကိုလည်းဝါသနာပါလာကြောင်းနောက်ပိုင်းမှာတချင်းတွေကိုတီဆိုသွားမယ်အကြောင်းလေးဆိုထားပါရင်အသက်ကလေးလည်းရလာပြီဆိုတော့စီးပွားရေးနောက်ကိုပဲမလိုက်တော့ပဲဝါသနာပါလာလေးတွေကိုလည်းလှုပ်ချင်ကြောင်းပြောထားပါရင်အခုဆိုရင်ပွဲရှင်တွေကပွဲငါပြီဆိုရနဲ့ MC လို့ဖို့အပြင်တချင်းဆိုဖို့ကိုပါတောင်းဆိုလာကြောင်းကိုလည်းဆိုထားပါသည်။သူတချင်းတွေတောင်းဆိုတဲ့အပေါ်မှာလည်းကျေးဇူးတင်ကြောင်းနဲ့အောင်မြင်တယ်လို့မယူဆပဲအမှုပညာလမ်းကြောင်းပေါ်မှာယက်တီနိုင်လာပြီလို့ပဲယူဆကြောင်းကိုပြပြလာခဲ့ပါသည်။သူအနေနဲ့စူးစမ်းဖို့အများကြီးလိုသေးတာဖြစ်တာကြောင့်စူးစမ်းသွားပါမယ်လို့ကတိပေးလာခဲ့ပါသည်။ပွဲရီမှာတချင်းဆိုခိုင်းကြပြီမယ်လေအမှုပညာကြီးအနေနဲ့တီးတန့်တောင်းတာမျိုးတော့မရှိဘူးလို့ဆိုလာခဲ့ပါသည်။ပွဲတစ်ခုလိုက်ပြီဆိုရင်သူအနေနဲ့ပွဲကရမယ့်အကျိုးမြတ်ချက် ပွဲမှာဘာကြီးလုံနိုင်မလဲဆိုတာကိုပဲဦးစားပေးတဲ့အကြောင်းဆိုလာခဲ့ပါတယ်။ပရိသတ်တွေရောအမှုပညာကြီးကိုမန္တမရီကပါမျှောက်စားပေးလို့လဲကျေးဇူးတင်ကြောင်းဆိုလာခဲ့ပါတယ်။သူရဲ့တယ်လီဖုန်းတချင်းကမြူးလဲမြူးတလို့ပရိသတ်တွေလည်းလိုက်ဆိုနိုင်တာကြောင့်ပရိသတ်တွေလိုက်ဆိုကြတဲ့အပေါ်မှာလဲဝန်တာပီတီဖြစ်ကြောင်းပြောလာခဲ့ပါတယ်။နောက်ထပ်ထွက်မဲ့တချင်းတွေကလည်းအခုလိုလွယ်လွယ်နဲ့ပရိသတ်တွေလိုက်ဆိုနိုင်တဲ့တချင်းတွေကိုပဲထုတ်သွားဖို့ရှိရလို့ဆိုပါတယ်။ဇိုဂျီကတော့အမှုပညာလောကတွေကို ရှေးဆောင်ပြုတ်ဝင်ပြီးပြည်သူတွေကိုအကုသို့ပေးဖို့အတွက်တာဆူနေပြီပဲဖြစ်ပါဆဲတဲ့သူတွေသာမောသွားမယ်ဆိုကြီးကတော့တခြင်းဆိုတာကိုမရက်တက်ပဲဆက်လက်စ조사သွားတော့မှာဖြစ်ပါတယ်ပြည်သူတွေအနေနဲ့လည်းဆဲဖို့အတွက်အောင်းမွေးထားကြရတော့မှာဖြစ်ပါတယ်သူရဲ့တခြင်းအခုလိုမျိုးပောက်သွားတဲ့အတွက်လည်းဝမ်းသာတယ်လို့ဆိုပါတယ်နောက်ထပ်လည်းအခုလိုမျိုးပောက်တဲ့တခြင်းမျိုးကိုပဲတည်ဆို့ဖို့စဉ်းစားထားသလို ဘာရီဘလိုပဲကြုံတော့တချင်းဆိုတာကိုတော့ရက်တက်မှာမဟုတ်ကြောင်းအသိပေးလာခဲ့ပါ යි ။စူဂျီကတော့စူဂျီပီတာစွာပဲတချင်းတွေထက်ထွက်မှာဖြစ်ပြီးရောဆိုရှယ်မီဒီယာအသုံးပြုတဲ့ပရိသတ်တွေအနေနဲ့လည်းအတော်လေးစိတ်ညစ်ရအောင်မှာဖြစ်ပါ යි ။ဝီဖန်မှုရိုင်းကိုဂရုမစိုက်ပဲလှုပ်ရှားရှိတဲ့အလုပ်ကိုဆက်လုပ်သွားပြီးရောပရိသတ်တွေကိုထပ်မံနှိပ်စက်သွားအောင်မယ်ဆိုတဲ့အကြောင်းကိုအတိအလင်းပြောလာခဲ့တာပဲဖြစ်ပါ යි ။ပရိသတ်တွေလည်းစူဂျီတချင်းထက်ထွက်လာရင်အပြီးမှလာမပေးဘူးလားဆိုတာကိုပြောပြသွားခဲ့ပါအောင်ရှင်။